မလင်းသေးတဲ့ဒေတာတွေကိုကားတရားရှိစီလှူရန်အောင်မဲဝမ်မုံရွှေတို့ဇနီးမောင်နှံနိုင်ငံကျော်ရုပ်ရှင်တယောက်ဆောင်မမေဝမ်မုံရွှေကတော့ဘယ်သူမှမလူတန်းနိုင်တဲ့ပမာဏမျိုးပုံစံမျိုးနဲ့မလင်းပေကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နေရပါအခုဆိုရင်ဂုံတော်တရားရှိပါနဲ့ညီခင်မီမော်တော်ကားတရားရှိစီကိုမြင်းကလင်းဘေးတင်ပြည်သူတွေကိုလှူဒန်းသွားအောင်မယ်လို့သိရတာပါအားလုံးသိကြတဲ့အတိုင်းမတ်လ28ရက်နေ့မှာငလင်းကြောင်နေအင်းတွင်အများပြပြိုကြပျက်စီးသွားခဲ့ရသလို ဆရာတော်တန်ဃာတော်တွေပါဝင်ရဟန်းရှင်တို့ပြည်သူအများပြားစုံမကွယ်လွန်သွားခဲ့ရတာပါ။ဒါကြောင့်လည်းကမ္ဘာနိုင်ငံတည်တည်ကအဖွဲ့အစည်းတွေကဝင်ရောင်းလူဝင်အားကိုညီကင်စိလုပ်ငန်းတွေမှာပါဝင်ကူညီပေးနေကြတာဖြစ်ပါတယ်။ငလင်ပေးတဲ့ပြည်သူတွေအတွက်လူရန်ကြတဲ့လူပညာရှင်တွေလည်းအများကြီးပါ။ဒါမှမဟုတ်ခုခါမှာတော့နိုင်ငံကျော်ရုပ်ရှင်တရုတ်ဆောင်မင်းမေဝုံမုံရွှေရဲ့ငလင်ပေးလူကိုဘယ်သူမှမမိနိုင်ပါဘူး။ ဝင်းမုံရှိန်ကအစောပိုင်းမှာမြင်းကလင်းတွန်းငွေချင်းသိန်း300ကိုမြင်းကလင်းတန်းတဲ့ပရိသတ်တွေအတွက်လှူဒန်းခဲ့ပါသေးတယ်။ဒါ့အပြင်နောက်ပိုင်းမှာတော့ဝင်းမုံရှိန်ဟာခင်မောနဲ့ကိုနိုင်ဖြိုးကျော်ပိုင်ဆိုင်ရဲ့ MBK Motor နဲ့ MG မြန်မာကားကုမ္ပဏီကနေတဆင်မြန်မာငွေကျပ်1ဘီလီယံလှူဒန်းခဲ့တာပါ။ငွေကျပ်1ဘီလီယံဟာနည်းနည်းတော့ပမာဏမျိုးမဟုတ်ပါဘူး။ငွေကျပ်1ဘီလီယံဟာသိန်းပေါင်း1000နဲ့ညီများကများပြားလာတဲ့ပမာဏဖြစ်ပါတယ်။ဒါပေမဲ့လည်းဝင်းမုံရှိန်ကတော့ကြီးကြီးတန်းချမ်းသာကျွေးဝတဲ့ခင်မောတန်ရဲ့ပိုင်ဆိုင်မှုနဲ့ ပါဝင်လှူဒန်းခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးလှူဒန်းနေုံနဲ့အားမရသေးပဲဝင်းမုံရွှေဟာခုအခါမှာတော့ခင်မွန်းတဲ့ရင် NG မြန်မာနေလီမော်တာကကုမ္ပဏီကနေတဆင်မြင်းကလင်းဘေးတင်းတဲ့ဒေသတွေဖြစ်တဲ့စကိုင်းနဲ့မန်းလေးမြို့မှာနောက်ဆုံးမှ EV မော်တော်ယာဉ်က180စီးကိုလှူဒန်းသွားမယ်လို့သိရတာပါဝင်းမုံရွှေနဲ့ခင်မွန်းတဲ့ကိုနိုင်ဖြိုးကြောင့်လှူဒန်းမဲ့ကားတွေကိုတော့စကိုင်းနဲ့မန်းလေးမြို့ကတိလာရှင်ဖုန်ကြီးကျောင်းနဲ့တန်ဃာတော်ရင်တိလာရှင်ဆရာလေးတွေအတွက်လှူဒန်းသွားမယ်လို့သိရတာပါ ဒါကြောင့်လေဝင်းမုံရွှေဟောင်းငလင်ဘေးမှာလူတန်းအရက်ရောဆုံးအမှုပညာရှင်လိုဆွေးရမှာဖြစ်ပါတယ်ဝင်းမုံရွှေတောင်ဒီလိုမျိုးလူတန်းနိုင်တာကလည်းမြန်မာနိုင်ငံမှာအချမ်းသာဆုံးအမျိုးသားကိုပိုင်ဆိုင်ထားနိုင်တာကြောင့်လို့ဆိုရပါမယ်ဝင်းမုံရွှေရဲ့ခင်မောကိုနိုင်ဖြိုးကျော်ဟာစီးပွားရေးလုပ်ငန်းကြီးများစွာကိုပိုင်ဆိုင်ထားသူပါဒါကြောင့်ဝင်းမုံရွှေခင်မောကိုနိုင်ဖြိုးကျော်ကိုခုချိန်မှာမြန်မာနိုင်ငံရဲ့အလားအလာရှိဆုံးစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ထည့်တယောက်ဖြစ်နေတတ်မှတ်ထားကြတာဖြစ်ပါတယ်ဒါကြောင့်လေဝင်းမုံရွှေတောင် လူမြညာရှင်တွေမှာချမ်းသာဆုံးတထေးကြော်ဖြစ်နေတန်မိုကြီးလက်ဝေရနာတွေကိုစင်မြန်းနိုင်နေတယ်လို့ဘာသာရေးတာသနာရေးတွေမှာဆိတ်ရှိနေရှိလှူဒန်းနိုင်တာဖြစ်ပါတယ်။ဒါပြင်ခုလိုသဘောဝဘီးရန်နေကြောင်းနေချိန်မှာရှေ့ဆုံးကလှူဒန်းနိုင်တာပါဝင်းမုံရွှေဟာပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ငလင်းဘေးတင်ကြောင်းပျက်စီးဆုံးရှုံးနေရတဲ့အင်းလေးဒေတာကိုတောင်းရကူညီကယ်ဆယ်မှုတွေပြုလုပ်နေရလို့သိရတာပါ။အင်းလေးဒေတာဟာမြင်းကလေးဘေးမှာထူးထူးခြားခြားပျက်စီးဆုံးရှုံးမှုများပြနေတာဖြစ်ပါရင်ခုခါမှာတော့ဝန်ပုံရှင်ကအင်းလေးဒေတာကိုကုညီကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေရတော့ ။အင်တာနက်ပေါ်မှာတော့ဝန်မုံရွှေတယောက်အင်းလင်းရေကန်တဲ့မှာလေစီးကကိုကြီးကယ်ဆယ်နေတဲ့မြင်ကွင်းကိုလည်းမြင်တွေ့ရပါတယ်။ဒါပဲဖြစ်ဖြစ်ဝန်မုံရွှေဟောင်းငလင်ဘေးတင်ပြည်သူတွေကိုတတိယရောင်အကောင်းဆုံးကယ်တင်နိုင်တဲ့အမှုပညာရှင်ဖြစ်တဲ့တမန်ရမှာဖြစ်ပါတယ်။ကြီးစုနေကြတဲ့ပရိသတ်တွေကရောငလင်ဘေးမှာတတိယရောင်လူနန်းနေတဲ့ဝန်မုံရွှေနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးကိုလည်းပြောသွားကြပါဦး။